Hello guys, welcome to my channel. ဒီနေ့မှာတော့ Eagle Fruit အသီးကို full vegan လုပ်ပြသွားမယ်။ကျွန်တော်ကတော့ P2K ပါ။ဒီကျွန်းကနေပြီး full vegan လုပ်မယ်။ Custard on the sea ကျွန်းကို vegan မလုပ်ခင်ကျွန်တော်တို့သွားကြည့်ရအောင်။ သူ့ရဲ့ဖေဒါမီတာကဘလောက်ထိပြန်တန်းနိုင်လဲဆိုတာကိုသိရအောင်လို့ပါညီကိုတို့လည်းအန်နမီနဲ့ခြားတဲ့အချိန်မှာအနောက်ကလိုက်ခြားတာပဲဖြစ်ဖြစ်ကိုကမနိုင်လို့ပြေးတာပဲဖြစ်ဖြစ်ဘလောက်ထိပြန်တန်းနိုင်လဲဆိုတာကိုသိထားမယ်ဆိုရင်ပုံပြီးအဆင်ပြေမယ်လို့ကျွန်တော်ကထင်ပြီးလို့ဒါကိုစမ်းပြထားတာပါအခုမြင်နေရတဲ့ပုံစံကလည်းအရင်တော့မဟုတ်ဘဲနဲ့ animation effect တွေကပုံပြီးတော့မိုက်တယ်လို့လည်းကျွန်တော်ကတော့ခံစားမိပါတယ်ညီကိုတို့ရောဘလို့မြင်ကြလဲအခုပုံစံတိုင်းဆိုရင်လည်းရောက်ဖို့အတွက်ကဖေဒါမီတာလောက်မယ်လို့လည်းကျွန်တော်ထင်တယ် ဘာလို့လဲဆိုတော့အသေးရဲ့ M1 အတက်ကိုအသုံးမပြုဘဲနဲ့ကြကြပြန်မယ်ဆိုရင်ပို့ပြီးတော့ပြန်နိုင်လို့ကျုံးကိုရောက်မဲ့အချိန်နဲ့အသေးရဲ့ဖေဒါမီတာကလည်းအခုကြည့်လိုက်မှဆိုရင်လုံးဝကွက်တီပါပဲ။အော်ဒါနဲ့ကျွန်တော်စဉ်းစားမိရတခုရှိရဗျာ။ Eagle Fruit အသေးကဘာနဲ့သွားဆင်လဲဆိုတော့ Butter Fruit အသေးနဲ့သွားဆင်တယ်ဗျာ။ ဂျင်းနဲ့မြေမှာဆိုရင်ဗုဒ္ဓလေးမှာဆိုဤကဲလို့တော့ပြောလို့ရတယ်ဗျာဗုဒ္ဓဖုအဒီရလည်းများသောအားဖြင့် Zeske ကိုတုံးတဲ့အကောင်ကြီးပြီးတော့ Fighter Style တုံးတဲ့ Source Style တုံးတဲ့ Gun Style တုံးတဲ့တိုက်တဲ့ဟာနဲ့တွဲပြီးတော့တုံးလို့ရတယ်အဲ့လိုပဲ Eagle Fruit အဒီရလည်း F Scale ကိုတုံးပြီးတော့ပြန်တန်းနေရင်လည်းမှ fighting style တုံးမလား soul style တုံးမလား gun style တုံးမလားစိုက်တန်နဲ့တွဲတုံးလို့ရမယ်အပြင် eagle fruit အသီးမှာကအသီးရဲ့ m1 နဲ့ scale effect တွေမှာတွဲတုံးလို့ရတဲ့အတွက် စကေးပြကျင်တဲ့လူတွေအတွက်ဆိုပို့ပြီးတော့အဆင်ပြေမယ်လို့ကျွန်တော်ကတော့ထင်မိပါတယ်။ပြောရရင်လည်းများသွားပြီဆိုတော့ကျွန်တော် Eagle Fruit အသီးကို Pool Vegan လုပ်ဖို့အတွက် MPC ရှိကိုသွားပြီးတော့ Admin Panel ကိုနှိပ်ပြီးတော့ OK ကိုနှိပ်လိုက်ပါ။ပထမဆုံးအဆင့်သူပြောထားတာကိုကြည့်လိုက်ရအောင်။ ရေးသားစာကတော့အမြင့်မှာပြန်တန်းရင်ပြန်တန်းနိုင်မှုအပေါ်တက်ရောက်မှုရှိမယ်လို့ရေးထားတဲ့အတွက်ကျွန်တော်အပြင်ထွက်ပြီးအမြင့်ဆုံးကိုပြန်ကြည့်ပါမယ်အပေါ်ကိုတက်တက်ပြန်ပြီးရင်ပြန်နေဖို့ပဲလိုပါတယ်အခုလိုပြန်နေရင်ဖေသာမီတာပုံသွားလဲ dash နဲ့သွားနေရင်အောက်မရောက်ခင်ဖေသာမီတာပြန်ပြည့်တာနဲ့ f scale ကိုတုံးပြီးတော့အပေါ်ကိုဆက်ပြန်နေဖို့ပဲလိုပါတယ်

view ကိုနှိပ်ကြည့်ပါမယ် complete ကိုထပ်နှိပ်ပါမယ် permit 300နဲ့ angel wing 5ခုလိုအပ်ပါတယ်ကျွန်တော်မှာကရှိပြီးသားဆိုတော့တခါတည်း crack လိုက်ပါမယ် acquire နှိပ်လိုက်ပါမယ် သူ့ရဲ့ပြန်သန်းမှုအမြန်နှုန်းကပုံမြန်လာမယ်လို့ရေးထားပါတယ်နောက်နှစ်ခုအတွက် mastery 300နဲ့400လိုအပ်တဲ့အတွက်ကျွန်တော်က mastery တင်မှုလိုနေသေးလို့တွက်တင်လိုက်ပါအောင်မယ်ကဲကျွန်တော်ကအခု mastery တင်မှုရပြီဆိုတော့ဒုတိယအဆင့်ကိုထပ်တင်ဖို့အတွက် MPC ရှိကိုတွားမေးပါမယ်သူပြောထားတဲ့ instruction ကပြန်တန်းနေစဉ် scale 3B enemy ကိုချခိုင်းတာပါ အဲ့တော့အနည်းဆုံးကျွန်းတစ်ခုမှာစမ်းပြီးသွားချကြည့်ပါမယ်ကဲဟိုက်ဒရိုအိုင်စလန်ကိုရောက်ပြီဆိုတော့ဘောကိုစမ်းပြီးချကြည့်ပါမယ်

လိုအပ်တဲ့ပစ္စည်းတွေကိုတွက်ကြည့်ကြည့်အောင်ဖက်မန်800ရဲ့အင်ဂျယ်ဝင်း6ခုရဲ့ဖူဂိုး2ခုပဲလိုအပ်ပါတယ်ကျွန်တော်မှာကရှိပြီးသားဆိုတော့တခါတည်းခရက်လိုက်ပြီးယူလိုက်ပါမယ်အခုဆိုဖေဒါမီတာထပ်ပြီးတော့ပေါင်းသွားပါပြီ နောက်ဆုံးတတိယအဆင့်ကိုတခါတည်းထပ်တင်သွားပါမယ်။သူပြောထားတာက M1 energy စုပြီး enemy ကိုပစ်ပြီးတတ်ခိုင်းတာပါအဲ့တော့ခုနကသွားခဲ့တဲ့ Hydra Island ကိုပဲပြန်ပြီးသွားပါမယ် Hydra Iceland ကိုရောက်ပြီဆိုတော့ enemy တွေကိုစမ်းပြီးတော့တတ်ကြည့်ပါမယ်အနမီသွေးအနေဆုံးချိန်ကြမှာပြန်နေတက်ဖို့လိုအပ်တဲ့အတွက်ဒီကိုတို့လည်းဒါလေးတစ်ခုကိုတော့ထပ်ပြီးတော့သတိထားစေချင်ပါတယ်။ ကွန်ပလီဖြစ်သွားပြီဆိုတော့အခု NPC ရှိတဲ့နေရာကိုနောက်ဆုံးတစ်ခေါက်ထပ်သွားပါမယ်။ လိုအပ်တဲ့ပစ္စည်းတွေက Batman 1500 Electric Wing 5ခု Angel Wing 5ခု Fire Feather 3ခုလိုအပ်ပါတယ်ကျွန်တော်ကရှိပြီးသားဆိုတော့ Crappy တခါတည်းယူလိုက်ပါတယ် F-K နောက်တစ်ခုထပ်ရသွားတဲ့အပြင်အားလုံးပြီးသွားပြီဆိုတော့ Full Weekend ဖြစ်သွားပါပြီ Biggest Kingo တခါတည်းထပ်ပြီးတော့ပြသွားပါမယ် ခုလက်ရှိတုံးခု credit လို့ရတဲ့အထက်ကမှကျွန်တော်ကတော့ math ticket တစ်ခုကိုပဲ credit ထားရပါသေးတယ်တန်းပြီးတော့ဝတ်ပြပါမယ်အယောင်ကာလာက math ticket ဆိုတဲ့အတွက်အရန်ကိုမိုက်ပြီးတော့ကြည့်လို့လဲလှပါတယ် တော်နောက်ဆုံးပြောစရာရှိတာက နောက်ဗီဒီယိုမှာဒီချက်လေးတွေကို giveaway ပေးသွားဖို့ရှိတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ဖို့အတွက်တောင်းဆိုပါရစေ see you guys